ချစ်သူရဲ့နိုင်ရင်မှဝမ်းမနေပဲအဝိစားတဲ့နဲ့အလှတွေပြင်ပြီးလာလို့ဝေဖန်ခံရတဲ့ပုံမှာအခုလို့ဖြည့်ရှင်းလာတဲ့အက်ဒီနိုရဲ့ချစ်သူချစ်သူကောင်းလေးရဲ့နိုင်ရင်မှနှကန်းနေဆိုးလာတဲ့ကောင်းရင်တူလေးနဲ့လှလှပပဝေလာတဲ့ဆိုပြီးဝေဖန်ခံရတာကမကြခင်ရပိုင်းကမှစုံပါခွင်လွန်သွားတဲ့အစိုးရအက်ဒီနိုရဲ့ချစ်သူကောင်းမလေးပါအလုံးတိကြတဲ့အတိုင်းမြမလူမျိုးတွေနိုင်ရေးလိုက်ဖို့ရင်အဝေစားတဲ့လွင်တောက်ပါစွာနဲ့လိုက်ပူရာမျိုးအလားပြင်ပြီးလိုက်ပူရာမျိုးကရှားပါတယ် ဒါကြောင့်လည်းအစရောအက်ဒီနိုရဲ့ချစ်သူကိုဝိုင်းကဝေဖန်ကြတာဖြစ်ပါတယ်အဆူရောအဒီနိုဟာအားလုံးတည်ကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာလုတ်ခဲ့တဲ့အဆူရောရီမွန်နဲ့အီဒီဟောဖွေရဲ့နှုတ်ဆက်ပွဲခံတာမှာအမတ်တရတချင်းဆိုရင် စင်ပေါ်မှာပဲဟတ်တက်ကြာကောင် ရုတ်တရက်စုံပါခွင်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းအနုပညာလောကနဲ့ဂီတာလောကတစ်ခုလုံးဝန်းနေကြေကွဲချရတာပါ။ အထူးသဖြင့်ဆွန်ရော်အဒီနိုဟာနာမည်ကြီးဂီတလောကကဆွန်ရော်နဲ့ vocal trainer Tracy ရဲ့တာကြီးဖြစ်ကနာမည်ကြီးဆွန်ရော်ကြီးရဲ့မျက်စိအောင်မှာကြီးပြင်းလာသူမို့လို့လည်းအလုံးကစိတ်မကောင်းဖြစ်ကြတာပါပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဆိုရောအတီနိုရဲ့စာပနာခန္ဓာကို ခရီးရန်ဘာသာဝင်တို့ရဲ့ထုံတမ်းစင်နာအတိုင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုချိန်မှာဗီဒီယိုဆမှာပြောခဲ့တယ်လို့အဒီနိုရဲ့ချစ်သူကမာလီနိုင်လာတဲ့ပုံစံကအလားပြင်ကခေါင်းဝင်တုံလေးနဲ့လာတာမဟုတ်ဓာတ်ပုံတက်လာတဲ့အခါလူတွေကဝိုင်းဝေးပန်ကြတာပါလူတွေထင်ကြတာကချစ်သူတရားလုံးဆုံးသွားရင်ငိုနေရမယ်။ဝမ်းနေပူဆွေးနေရမယ်အဲ့လိုမျိုးပါ။အခုတော့အဒီနိုရဲ့ချစ်သူကောင်မလေးကနိုင်ရင်မှသူမရဲ့ဝတ်စားစင်ရင်ပုံနဲ့ပတ်သက်ပြီးအခုလိုပြန်လေးဖြည့်ရှင်းလာခဲ့ပါတယ်။ အဒီနိုရဲ့ချစ်သူကောင်မလေးကသူမနာရီခန္ဓာမှာအလပြင်လာတာကလည်းအဒီနိုဟာသူမကိုလှလှလေးနေဖို့အမြဲပြောရရဲ့အဒီနိုကိုရိုင်းကိုကအိတ်နေရင်တော့အမြဲစမချကြနေတတ်သူမို့သူ့နောက်ဆုံးခီးမှာသူမကြိုက်တဲ့အပူသေးရုံမပေါက်ပဲသူနေစီခြင်းတဲ့အတိုင်းလှလှပပလေးဖြစ်အောင်နေစိတ်ကိုအတိငိမ့်ဆုံးဖြစ်အောင်ထိမ့်ပြီးလိုက်ပို့ပေးခင်တာဆိုပြီးတုံ့ပြန်လာတာပါ ကောင်းဝင်းတူလေးကတော့သူကရအနီဗာဆရီလက်ဆောင်အနေနဲ့ဝယ်ပေးထားတာလေးတဲ့သူနဲ့တူဆုံပြီးတခါမှမဝယ်ဖြစ်ခင်လာရလို့ဝန်းနေစိတ်ကြောင့်ကိုတိတ်ပင်နဲ့ကိုဝယ်ဖြစ်တာပါလို့အဒီနိုချစ်သူကပြန်လည်ရှင်းပြလာခဲ့ပါတယ် အဲ့ဒီနွေချစ်သူကလူတစ်ယောက်လုံးဆုံးရှုံးရလို့စွန့်နစ်နေတဲ့ခန်းစားချက်ကကိုရိုင်းလက်တွေ့ကြုံဘူးမှခန်းစားနားလည်နိုင်ကြမှာဖြစ်ကြောင်းအဲ့ဒီနိုအကြောင်းကိုအရှင်ကမတင်မဲဆုံးသွားမှတင်နေအတန်ရှင်းရှာတယ်ဆိုပြီးဝေဖန်ကြတဲ့ပုံမှာလေသူမကနှစ်ယောက်လုံးကဟုံးရင်တွေကကိုလုံးနဲ့ကိုမုံအေးစေပဲနေတတ်ကြသူတွေမို့ဘာအတန်ရှင်းမှယူစီရလဲမလိုအပ်ပါဘူးလို့ပြောလာတာပါ အဒီနိုချစ်သူကသူမကိုကြိုက်တယ်လို့ဝေဖန်လို့ရကြောင်းဒါပေမဲ့လူတစ်ယောက်လုံးဆုံးရှုံးထားလို့ပူဆွေးဝမ်းနေနေရတဲ့ထင်ညီမကိုဝေဖန်တဲ့စကားတွေကြောင့်ကာယကံရှင်မိသားစုဝင်တွေစိတ်နှောက်ရတစုံတရာထပ်ဖြစ်မှာဆိုရင်လို့ဒီပို့စ်ကို တင်ပေးတာပါဆိုပြီးဖြေရှင်းလာခဲ့တာဖြစ်ပါတယ် အဒီနိုရဲ့ချစ်သူထားရဲ့စကားအရသူမဟာစောင်းသွားတဲ့ချစ်သူဝယ်ပေးတဲ့ကောင်းမလေးရင်ချစ်သူမြင်စေခြင်းနဲ့အတိုင်းလှလှပါပါလေးနဲ့ချစ်သူကိုနှုတ်ဆက်ခဲ့ပြီးမယ်လူတွေကတော့နာရီလာတာကြောမော်နေတာပဲချစ်သူအတွက်မျက်ရည်တော်မကြဘူးစသည်ဖြင့်ဝေဖန်ကြတာပါ တချို့ကတော့လူတွေအနေနဲ့အင်တာနက်ပေါ်မှာဖုန်းတစ်လုံးနဲ့မဝေဖန်တဲ့ကြောင်းပြောနေကြတာလည်းဖြစ်ပါတယ်ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအဒီနိုချစ်သူကောင်မလေးကဝေဖန်ခံနေရတဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။